မင်္ဂလာပါမင်္ဂလာပါအဲအခုကလည်းတော်တို့ baby လေးအမြင်သုံးနေတယ်ဟာဟာ baby ပေါ့နော်ဒိုက်ပါပေါ့ဆိုတော့ဒိုက်ပါအကြောင်းပြောရင်းနဲ့တော်တို့ဒီနေ့မှာခလေးတွေအတွက်ပေါ့နော်တချို့တွေကကြတော့အဲခလေးအဝတ်စားလေးရွေးကြတယ်နော်ခလေးအသုံးဆောင်လေးရွေးကြတယ်ဆိုတော့အဲခလေးလေးတယောက်ပေါ့နော်ဒီကဘာရဲ့လောကရဲ့ရောက်လာတော့မယ်ဆိုလို့ရှိရင်ပြင်ဆင်ရတာလေးကိုကကြည်လူးစရာလေးပေါ့နော်ဇက်ကားကြီးထဲမှာကြည်လို့ရှိရင်လည်းခလေးလေးရောက်လာမယ်ဆိုပကက်ကလေးတွေတို့ခြေအိတ်လေးတွေလက်အိတ်တွေနော်ပုစီလေးပေါ့နော်ဆိုတော့အဲ့လိုမျိုးသူတို့အဲ့ဒီရွယ်လေးပဲလူတယောက်ကလေးအရန်ချစ်ဖို့ကောင်းသလားလို့နော် င်းနဲ့အသက်ကြီးဝင်ကြတော့ဟိုဒီဇိုင်းတွေပြောင်းသွားတယ်အဲ့ဒီလေအရင်အပြစ်ကင်းစင်ပြီးနူးညံ့တယ်ပေါ့နော်ကိုစင်တယ်လို့ဝတ်လို့ရတယ်ကိုစင်တယ်ဝတ်အဲ့ချင်းကလေးကလေးလေးတွေလည်းတယ်ပြီးသွားပြီဆိုလို့ရှိရင်တို့ကအရွယ်ရောက်သွားပြီဆိုတို့ကလည်းလူကြီးတွေဖြစ်သွားတာဆိုအဲ့ဒီအရွယ်လေးအရင်အသေးရစရာကောင်းတယ်ပေါ့နော်ဆိုအဲ့ဒီအရွယ်လေးတွေမှာတို့လေးတွေအရင်နူးညံ့တယ်ဒီကဘာကြီးကြောင့်လဲတို့ဘာမှမသိသေးဘူးအဲရောက်လာတဲ့အချိန်မှာအားလုံးကတို့တအံ့ဩစရာကြီးပဲပေါ့နော်ပြီးတော့လေတခုခုဖြစ်ရင်လည်းပြောတတ်တာတမျိုးပဲရှိရငိုတာပဲရှိရအဲမကြိုက်လဲငိုတယ်ဗိုက်စာလဲငိုတယ်ဒါမျိုးပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာလောင်းတို့တို့ရဲ့နူးညံ့တဲ့အသား ရီလေးကိုအမြဲတမ်းသူတို့ရဲ့ private area လေးမှာထိနေတဲ့အရာလေးကိုဂရုစိုက်ရတာပေါ့နော်။နောက်ခလင်းငယ်ငယ်လေးတွေဆိုရင်မွေးလာတဲ့အခါမှာသူတို့ရဲ့ဒီခြေချောင်းလက်ချောင်းလေးတွေအကုန်လုံးဂရုစိုက်ရတယ်။ဒါပေမဲ့အဲ့ဒီအထဲမှာခလေးလေးတွေရဲ့သူတို့ရဲ့အင်္ဂါအစိပ်ပိုင်း private area အရင်ရေးကြည့်တယ်။ဟိုပေးပြီးတော့မကင်ရဘူး။နောက်ပြီးတော့နွနွညံ့ညံ့နဲ့ပဲကင်တွယ်ရတယ်ပေါ့နော်။တန်ရှင်းမှုအတွက်ပဲကင်တွယ်ရတယ်။ကြံတဲ့ချိန်တွေမှာထိတာမျိုးမရှိရအောင်ဆိုတော့အဲ့ဒီနေရာကိုဝတ်တဲ့အဝတ်စားတွေနောက်ပြီးတော့ဟိုလူကြီးရဲ့ခြေတဲ့ပုံစံတွေကစအရင်ဂရုစိုက်ရတယ်ဆိုတော့လေအဲ့ဒီချိန်မှာလေဒိုင်ပါသုံးတာလေးကထပ်ပြီးတော့ဂရုစိုက်တဲ့နေဆိုတော့ ောင်းဝင်တိုက်တွန်းချင်တာပေါ့နော်ဆိုတော့လောင်းဝင်တိုက်တွန်းတယ်ဆိုတော့ခုမှလည်းကလေးကအဲ့လိုရှိလို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဘ ഹു တုတ္တရဆရာဝန်တွေနဲ့ပြောရင်းနဲ့ဒီ brand တွေအကြောင်းပြောရင်းနဲ့သိလာတာကကြတော့ဒီအရွယ်လေးတွေမှာသူတို့ရဲ့အသားလေးတွေမှာအရင်နီးနီးကက်ကက်ကတ်နေတဲ့ပစ္စည်းလေးတွေကတအားကောင်းဖို့လိုတယ်ကလေးမှမဟုတ်ပါဘူးလောင်းဝင်အရွယ်ရောက်လာတဲ့အမျိုးသားအမျိုးသမီးတွေက private area တွေနဲ့ပတ်သက်လို့က give site တင်တယ်ဒီမျိုးပွားအင်္ကာတွေကဒါလူတယောက်ရဲ့ဖွဲ့စည်းမှုမှာ sensitive ဖြစ်တယ်သိလွယ်တယ်နောက်ပြီးထိခိုက်လေလွယ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီနေရာကြီးအကုန်လုံး give site ထားအဲ့ဒီထဲမှာကလေးကအရေးကြီးဆုံးပေါ့နော်ဆိုတော့သူတို့ကလေးတွေကြတော့ဒါ ွင့်ပြိုးမှုတွေအများကြီးမရှိသေးဘူးဟိုအသားဆိုင်လေးတွေပဲတိစောက်ထားသေးတာဖြစ်တဲ့အတွက်ဟိုသူတို့တွေကိုဒိုင်ပါခံမယ်ဆိုလို့ရှိရင်တကယ်စိတ်ချရတဲ့ premium diaper ရွေးဖို့လိုတယ်ပေါ့နော်ဆိုတော့လောင်းတို့အခုဟာ baby diaper ဆိုတော့ဒါလေးဆိုရင်ဒါမွေးကင်းစခလေးလေးတွေကိုဒါတုံးပေးရက်ကွာလေးပေါ့နော် ဆိုတော့ဒါနဲ့ပတ်သက်ပြီးလောင်းလို့ပြောတဲ့ခါမှာလည်းဟာဟာဘေဘီတိုင်းပေါ့သုံးနေတဲ့သူတွေဆိုရင်သိမှာပါသူ့ရဲ့ထူးခြားချက်ကလောင်းလို့လုံးဝ100%ခြိသားသုံးထားရတဲ့အတွက်ကြောင့်မို့လို့အခုနာပြောရဲခလေးရဲ့ private area လေးသူတို့ရဲ့ဒါအင်္ဂါအစိပ်ပိုင်းလေးတွေအတွက်နူးညံ့မှုရှိတယ်နောက်ပြီးတော့လုံးဝပိုးသက်ထားဖြစ်တဲ့အတွက်စိတ်ချရတယ်ပေါ့နော်ဘာလို့ဆိုအဲ့နေရာကြီးမှာလောင်းလို့အဝတ်တွေနဲ့ခံလိုက်တယ်လို့ဘာလို့ဆိုရင်ဒါတွေကနေဆိုရဲမှုပေါ့အဓိကဖောက်ဆွဲသွားတယ်အခုဆိုရင်ဒါမျိုးရှိတယ်တချို့ကကြတော့ဒါပိုးသက်မှုလို့နေရရှိအမြင်အားဖြစ်ပဲဖြူစင်နေတာပေါ့နော်ဟိုတကယ်တော့ပိုးမွားတယ်ကတ်နေနိုင်တယ်ဆိုတော့ဒီလို ျိုးလုံးဝပိုးသက်ပြီးသားခြိသားစစ်စစ်ဖြစ်တဲ့ဒိုင်ပါတွေရွေးသုံးဖို့လိုတယ်။ခြိသားမှာလည်းလောင်းခြိသားတော့သုံးပါတယ်။ဒါပေမဲ့ခြိဆိုတာကဟိုကျန်းရှာရှာဖြစ်နေတဲ့အပိုင်းတွေရှိတယ်။ဒါတွေလုံးဝချုံးမွေပြီးသားပေါ့နော်။အဲ100%ခြိသားလေးရကြထိလိုက်တာနဲ့လုံးဝနုညံ့နေတာ။ပိုးသားလေးလိုပဲ။ပိုးသားလေးလိုပဲပေါ့နော်။ပြီးတော့ तू က ငယ်မွေးလေးလို့ပေါ်ပါတယ်ဆိုတဲ့အတိုင်းပဲသူ့ပုံစံလေးကလုံးဝပေါ့ပေါ့ပါပါအရန်ရှိတယ်ပေါ့နော်အဲသုံးတဲ့ခါမှလည်းလောင်းကတ်ခွာကြီးဆိုလို့ရှိရင်လည်းဒီဇိုင်းလေးတွေကိုဒီလိုမျိုးလေးနှစ်ထပ်လေးတွေချုပ်ထားလေးရှိတယ်ပြီးသွားပြီဆိုရင်ဒီမှာက indicator line လေးလည်းရှိရဲဆိုတော့အကယ်၍များဒီ season ကြီးနေတဲ့သူတွေရဲ့မှာ baby လေးကိုဒါအဲထွက်လာဖို့အတွက်ပေါ့နော်ညှော်နေတဲ့သူတွေရက်ပိုင်းမဲ့လပိုင်းမဲ့လိုတော့တယ်ဆိုရင်သူတို့မွေးလာတဲ့ခါမှဒီလိုမျိုး quality ကောင်းတဲ့ဟာ baby diaper လိုမျိုး diaper ကိုလည်းရွေးထားတဲ့နေနောက်ပြီးတော့ကိုကခလေးလေးကိုကိုချစ်တဲ့သူတွေကမွေး ောင်မယ်ဆိုလက်ဆောင်ပေးတဲ့ခါမှာလေဒီလို quality ကောင်းတဲ့ဒိုင်ပါကလည်းအရေးတကြီးရွေးပြီးတော့ပေးရမယ်ထင်ပါပါတယ်တို့လောင်းတော့ပြောချင်တာပေါ့နော် ဟုတ်ပါတယ်အဲ့တော့ဒီ type ပါဆိုတော့စလတ်တော့ကတော့အမှန်တိုင်းပြောရလို့ရှိရင်ဆိုလဆိုလဲအိမ်အောင်ကြပြီမယ်ခလေးမရှိသေးဘူးတောင်းလို့စင်လို့ဆိုပိုဝေးတာပေါ့နော်ဒါပေမဲ့ကို့ပတ်ဝန်းကျင်မှာခလေးလေးကိုမြင်တွေ့နေရတဲ့အခါကျတော့ကိုယ့်ရဲ့တူလေးတူမလေးရှိနေမယ်အနီနာခလေးလေးရှိတဲ့အခါမှာခလေးတယောက်ပြုစုပြူထောင်ရတာဘလောက်ထိတာဝန်များတယ်အလုပ်များတယ်ဆိုတာကိုယ့်ရဲ့သဘောပေါက်တယ်နောက်တစ်ခုကခလေးတွေရဲ့အသားရေလေးကရမ်းနှူးညံ့တယ် baby skin လောက်တော့ဆိုလတော့တင်စားပြီးခေါ်ကြတဲ့အခါမှာတို့ကတအားနှူးညံ့လွန်တဲ့အတွက်လူကြီးအထက်စားလို့ရှိရင်အထီးခိုက်လုံးဝလုံးဝမခံဘူးအဲ့ခါကျတော့တို့တို့အတွက်သုံးမိ တဲ့ပစ္စည်းလေးတွေကအဲဈေးကြီးတာနေတာအပထားတကယ်တမ်း quality ကဆေးဖြစ်ဖို့လိုတယ်ဆိုတော့အခုဆိုလို့ရှင်ဒါကအဟားပေးပြီးထိုက်ပါဆိုလို့ရှင်ကို local ကနေပြီးရထုတ်လုပ်ထားတာပဲဒါပေမဲ့ကလေးလေးတွေအတွက်ကို local မှာကောက်ကောက်လေးသုံးလို့ရအောင်လို့ဈေးနှုန်းအားဖြင့်လည်းတင့်တင့်နေဈေးနှုန်းတင့်တင့်ပေမဲ့အရေးသွေးကြလည်းရမ်းမြင့်ပါတယ်အဲ့ခါကျတော့အယုံကြည်နေသုံးလို့ရတယ်တကယ်ကိုကောင်းမွန်တဲ့ပစ္စည်းဖြစ်တဲ့အတွက်ဆိုတော့ local community ကနေအမြဲတမ်းညွှန်ပေးနေရဖြစ်ပါတယ်ဆိုတော့လောင်းလဲခဏတော့ငါဒီပစ္စည်းလေးရဲ့အကြောင်းကိုကောင်းတဲ့ချက်တွေလည်းအများကြီးပြောရအောင်ဆိုတော့လည်းတိထားတဲ့တော့ထပ်ပြီးတော့ဝေမျှပေးပါအောင်မယ်ပပလောလော ါလေအဲ့တော့ကလေးတွေတတောင်တတာဖြစ်တယ်သူတို့အသားလေးတွေကနူးညံ့နေပြီးတော့ခါကြလို့ရှင်လူကြီးတွေကဒိုင်ပါလေးဝတ်ထားပြီးပြီးလို့ရှင်ရင်ကလေးအိတ်တဲ့အချိန်လေးဆိုအလုပ်တွေအပြေးလွှားလုပ်ရတဲ့အခါမျိုးရှိအဲ့တော့သူကရှူးရှူးတွေပေါက်တာများနေလားအဲ့လိုများလို့ကလေးကတတောင်တတာမရှိမှလည်းစိတ်ပူရတယ်ဒါပေမဲ့ဟာဘေဘီဒိုင်ပါရဲ့အားသာချက်တွေမှာဆိုလို့ရှင်သူရဲ့ဒီပက်ကေ့ချင်းပြင်ဆင်ထားတဲ့ပေါ့နော်ဒီဇိုင်းလေးရအစချစ်စရာလည်းကောင်းတယ်ပြီးတော့ပါလွားပြီးတော့ကလေးအတွက်တကယ်နေရတတောင်တတာဖြစ်စေတယ်100%ခြိသားနဲ့အပြင်ကတော့ပိုးသားလေးလိုနူးညံ့နေတာဖြစ်တဲ့အတွက်သူရဲ့အသားလေးလေးကို ပုံးမှာရှာမှာထိခိုက်မှာလုံးဝလုံးဝစိတ်ပူစရာမလိုပြီးတော့လောင်းလည်းခုနပြောသွားတယ်ဒီမှာစီလန်းကြောင်းလေးပြထားတဲ့အင်ဒီကေတာလေးသူမှာစီကဘယ်လောက်ထိပြည့်သွားပြီလဲဆိုတာကိုဒီက ဒီ indicator လေးကြည့်ရုံနဲ့မြင်နိုင်တယ်။ဥပမာဒီလောက်လောက်ရှိနေပြီဆိုလို့ရှင်ဒီတော့နာတက်မယ်။ပြည့်သွားပြီဆိုဒီလောက်ထိတက်လာမယ်ဆိုတော့အဲ့တော့မေမေတို့ကအလုပ်များနေလို့ရှိရင်ဒါလေးကိုတစ်ချက်လောက်ကြည့်ပြီးတော့အော်ဒါပြည့်နေပြီဆိုလို့ရှင် level ရတော့မယ်ဆိုတဲ့ဟာမျိုးသိရပေါ့။ဒါကြားလို့ရှင်ဟိုးရင်တော့မြင်မှုလားဆိုလို့ရှင်ကလေးလေးရဲ့ဒီလိုပေါင်းပြီးအတွင်းထဲထိကြည့်တော့ပြည့်နေလားမပြည့်လားနော်။အဲ့လိုကြည့်ရတာဆိုကလေးရဲ့ privacy ကိုထိခိုက်တယ်ကွာ။အဲ့တော့အခုဆိုလို့ရှင်ဒီလိုမျိုးအ indicator လေးပါတဲ့အတွက်အများကြီးအဆင်ပြေပါတယ်။ပြီးတော့ခဏတော့ကလောင်းသေချာပြသွားတယ်ဒီဘေးနားကချိုးထားတယ်ဆိုတော့အဲ့ဒါလေးကိုရမ်းသဘောကျရတယ်တလား။ဘာကြောင့်လဲဆိုတော့အဲ့ line လေး ေးရှိရတဲ့အတွက်ဘီနာကိုဒီသူ့ရဲ့ရွှေရှူးတွေအညစ်ကြေးတွေရှန်ထွက်သွားမှာအပြင်ကိုဆင်သွားမှာလုံးဝလုံးဝစိတ်ပူကြမလို့တကယ်အဆင်ပြေတယ်ပြီးတော့ဒီမှာอืมเนาะ ပြီးမှနော်လုံးဝလေးပေါင်းမိလေးလိုပဲဟုတ်ပါဟုတ်တယ်အဲ့လိုလေး तू ကလေးကြောက်နိုင်ဆန့်နိုင်မှုကလေးတက်တောင့်တက်တာပဲဟဲ့ဖြစ်တာနော်မြင်ရတယ်တိတာရဲ့ကွာတော့ဒါကတော့ဒါ small ကနေစတာပေါ့ new phone solution လောက်လက်ထဲမှာရှိရဲ့ကက်ခွာလေးကက်ခွာမှာရဲ့မှ tissue ဝင်းကျင်လောက်ပဲရှိရဲ့ပါဟုတ်တယ်အဲ့လောက်ထိပါလားလုံးဝစီးဝင်သွားပြီးဖောင်းပေါင်းကြီးဖြစ်ပြီးတော့ဒီနှစ်လိုင်းကိုပြည့်သွားတော့အဲ့ဒါလေးတော့အဆင်ပြေအဆင်ပြေအဲ့တော့ new phone solution ဒီလိုမျိုးလောက်ကိုင်ထားတဲ့ကက်ခွာလေးအဲ small ကနေပြီးတော့ 3A ဆိုတဲ့အထိကကြတော့အခုလို့ဒီမှာဖောင်းမိလေးလိုမျိုးဒါပေမဲ့အဲ့ဒါ ာလည်းတင်းကျပ်နေရမဟုတ်ပဲနဲ့ဒီမှာကြည့်ဒါလေးကဒီလိုအပြည့်လေးဖြစ်နေတဲ့တော့ဘာဖြစ်လဲဆိုတော့တတောင့်တတတာဖြစ်တယ်အဲဒီလိုမျိုး ဒီတရေလိုမျိုးအရန်တင်ကျက်နေတဲ့ခံစားချက်လည်းမဟုတ်ဒါပေမဲ့ကလေးလေးဘလောက်ပဲစော့နေပါစေဟိုကွဲသွားမှာ၄ပြဲသွားမှာ၄ဒါမျိုးလည်းလုံးဝစိတ်မပူရအောင်ဆိုတော့တော်တော်ကိုအဆင်ပြေပါတယ်ပြီးတော့သဘောကျတဲ့ချက်ကပါလဲဆိုတော့သူ့မှာရွေးချယ်ကြဆိုလို့ရှိရင်၁၀ခုပါတဲ့ packaging ရှိရဲခု၂၀ပါတာရှိရဲခု၄၀ပါတာရှိရဲဆိုတော့တို့တွေကလေးလေးမွေးနေ့တို့တို့ရဲ့ထိမ့်မှန်းနေ့လေးတွေတို့တို့စီသွားလဲတဲ့အခါမျိုးလေးဆိုလို့ရှိရင်ဘာဝဲရမလဲစဉ်းစားတတ်ကြတယ်ခုနကပိုင်ဆိုလို့ဆိုလို့ရှိရင်လည်းအဲ့လိုဒါဖာပဲပွေပြစ်တာများတယ်ဘာကြောင့်လဲဆိုတော့ဒါနေ့တိုင်းလို့နေရနော်တနေ့ကိုဘယ်နှခုမှမသိဘူးလို့နေရ ါဆိုတော့အဲ့တော့ဟာဟာပြေးပြထိုက်ပါဆိုလို့ရှိရင်တကယ်လည်းအည်သွေးကောင်းတဲ့အတွက်ပေးရတယ်ကိုကစိတ်ချရတယ်ဟုတ်ကဲ့ပြီးပြောပေးလိုက်တာမဟုတ်ပဲတကယ်ကောင်းတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်မမီတို့အတွက်လည်းသူတို့စိတ်ချလက်ချသုံးလို့ရအောင်လို့ကိုအနေနဲ့လည်းယုံကြည်ချက်ရှိရယ်ဆိုတော့အဲ့တော့ဟာဟာပြေးပြထိုက်ပါဦးဆိုတော့ဆိုလို့ရှိရင်လည်းအမြဲညွန်ပေးနေရပြီးတော့ကိုကိုယ်တိုင်လည်းအမြဲစမ်းသက်ကြည့်နေရဖြစ်တဲ့အတွက်အရင်သဘောကျပါတယ်ဟုတ်ကဲ့စမ်းအောင်လားစမ်းပါစေအဲ့ဆရာမြောက်တော့အရင်ပြောတာသိလားဟုတ်တယ်ဟုတ်တယ် ရေကဲဒီခါရေလောင်းမယ်ဟုတ်တယ်ဒီခါရေလောင်းမယ်ရေ6ခွက်စာအထိကိုเนาะဟုတ်တယ်เนาะခဏရေရှိရယ်ဟုတ်တယ်ဆိုတော့ဒါဆိုရင်ပြောရအထဲအတွင်းဘက်ပေါ့เนาะအတွင်းဘက်ကိုအခုဟိုကလေးလေးอ่ะရှူရှူပေါက်မယ်ပေါ့ရှူရှူပေါက်မယ်ဆိုရင်ဒီလိုမျိုးလေးဘေးဘီမဆူလက်ကလောင်းပါလေပေါက်ချလိုက်ပါဘီအဲကဲ အခုနောက်ပိုင်းဆိုင်အတန်လေးပါထဲအတန်လေးပါထဲအဲ့လို natural sound လေးနဲ့ပေါ့နော်အိုးလောက်ကလောက်ကဟောပါ narration လေးနဲ့ပေါ့နော် voice over လေးနဲ့ဆိုရင်တော့မဆုလက်ပေါက်မဆုလက်ပေါက်နေပါတကယ်တော့တို့ကလေးလေးတွေကအဲ့လောက်ကမပေါက်နိုင်ဘူးဟုတ်တယ်ဟုတ်တယ်ဒါအများဆုံးခံနိုင်တို့တခါလေးတော့အဲ့လောက်တော့မပေါက်ဘူးပေါ့နော်အဲ့ဘလောက်ထိခံနိုင်ရရှိရဆိုတာဆန်းတက်ပြတာကွာဟုတ်လားအဲ့ဂျပန်ဝါတာလော့ချယ်ဆိုတာလေ ဘလောက်ထိကောင်းနေစားပဲလေဒီလိုပါပါပါလေးဝတ်လို့ရနေတာအဲ့ဒါအဲ့ဒါကောင်းပါဟုတ်တယ်ဟုတ်ရင်တို့တွေလေအရင်မြင်မှုတဲ့ product တွေဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ तू ကဂွန်းတွေဘာတွေကြာလိတ်ထွက်သွားတယ်အဲ့လို꿰ထွက်သွားတယ်နေရတတောင်တတမဖြစ်ဘူးဒီဇင်ဘာတော့ချေကြတော့အဲ့လိုမျိုးခံစားချက်လုံးဝမရှိဘူးအခုရေလောင်းလိုက်တယ်နော်ဇင်ဘက်ကကအေးဒါပဲအဲ့လိုမျိုးကဟိုလိုမျိုးလမ်းမလေးဆိုပြီးတော့ပြန်ပါမလားအဲ့လိုမျိုးမနေတော့ပြီးတော့ဒီအောက်မှာနော် ဒီအမဒီအမလုံးဝကြီးကအာခဏဟာအကုန်အပြည့်လောင်လိုက်တာပဲဟုတ်ပါဇင်းနော်ဒီမှာညနော်ဒီမှာလုံးဝမစိုးနေဘူးလုံးဝမစိုးနေဘူးညတူစမ်းနေဒါစီအမြဲပြောနေကြတာအီလေးဖြစ်သွားတာလေဖြစ်သွားတာဟုတ်ပါလေတို့အီကစားကဘောထိုင်နေရတယ်လို့ထိုင်နေရဆိုဖြစ်သွားအဲဘယ်လောက်ဒီသက်တောင်သက်တာဖြစ်လဲဆိုတာဒါလေးပဲကြည်ပါစမ်းသက်ပြလိုက်တာပါအမေမေကလေအလုပ်လည်းမရှုပ်တော့ဘူးနောက်ပြီးတော့ အဲ့လိုလိုက်ပြီးတော့လေကိုယ်သားသမီးကိုကိုယ်သားသမီးလေးအတွက်ပေါ့နော်အဓိကကတော့လေ product ရွေးတဲ့အခါကျရင်လေ quality ကောင်းတဲ့ product ကိုမှရွေးချင်ကြတယ်အဲ့ခါကျရင်ဈေးကြီးမလားဆိုပြီးတော့စိုးရင်ဈေးလည်းမလိုပေါ့နော်ကျွန်တော် local brand မှာ premium quality ရှိတဲ့အဲဒီပေါ့နော် diaper တွေမှာဆိုရင်တော့ haha baby ကိုရွေးချယ်တဲ့နယ်ဆိုတာလေးပေါ့နော်ဒီခင်ဗျားတို့ဒီအစီအစဉ်ကနေတော့ထပ်ပြီးတော့ကျွန်တော်အကြံဉာဏ်ပေးတယ်ဘာလို့ဆိုတော့ကျွန်တော်လေဒီမှာစမ်းကြည့်စမ်းသပ်ကြည့်တော့လေတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒါလေးကကြတော့လေနောက်ဒါဒီလိုမျိုးပြောနေရင်ဆိုတာကလေကျွန်တော် ကလေးတွေဆိုရဲဟိုရှေ့မှာလာအောင်ပြောရသူတို့ private area ဆိုတာအရန်နူးညံ့နေကွာနူးညံ့တာ private area မှာကလေးမှမဟုတ်ဘူးလူကြီးတွေပါနူးညံ့နေအဲ့နေရာလေးအဲ့လိုပေါင်ခြံချားလို့ပါလို့ဆိုအရန်နူးညံ့နေနေရပေါ့နော်အဲ့နေရာမှာဆိုရင်ဇင်တို့ကအခုလိုမျိုးဒါပြောဇင်တို့ဒီ underwear တွေတောင်မှအဆင်မပြေရင်နေရထိုင်ရအရန်ခတ်တယ်လို့ပြောကြကလေးတွေဆိုလည်းအဲ့လိုမျိုးပဲသူတို့ရဲ့ diaper အဆင်မပြေဘူးဆိုရင်ကလေးတွေနေရထိုင်ရတအားခတ်တယ်နောက်ပြောကလေးတွေကြတော့လေသူတို့တက်တောက်တက်တာမရှိဘူးဆိုရင်ငိုတာသူတို့ကမပြောတတ်သေးရနော်သူတို့ကမပြောတတ်ဘူး ဲ့တော့သူတို့ကငိုတာပေါ့နော်အဲ့တော့ဒီလိုမျိုးသူတက်တောက်တက်တာရှိရှိနဲ့သူတို့ရဲ့ဟိုသွာလာလှုပ်ရှားမှုမှာနေရထိုင်ရမခက်တဲ့အရာလေးဆိုရင်တော့ဒီလိုဒိုက်ပါရွေးချယ်တဲ့နယ်ပေါ့နော်အာကလေးတွေလည်းတက်တောက်တက်တာဖြစ်တယ်လူကြီးနေနဲ့လည်းစိတ်ချရတယ် quality လည်းအရန်ကိုကောင်းတာဖြစ်တဲ့အတွက်ကြောင့်ဟာဟာ baby ဒိုက်ပါကတော့အားလုံးရွေးချယ်တဲ့နယ်ထဲမှာပါဝင်ပါတယ်ရှင်ဟုတ်ပါတယ်ဟုတ်ပါ size လေးညာရှိရမှာရွေးစရာရှိတယ်ရှိရဲ့ကျွန်တော်တို့ဒီ haha baby full up ပေါ့เนาะအဲ့ဒီမှာဆိုရင် तू က medium size အနေနဲ့ဆိုရင်22ပေါင်ရှိရဲ့ကလေးလေးဆို င်ဒါ median size ပေါ့เนาะအဲသူကကျတော့ kg နဲ့ပြောမယ်ဆိုရင် 4kg နဲ့ 10kg ကြားပေါ့เนาะအကယ်၍ပေါင်30ပေါင်ရှိတဲ့ကလေးလေးအနေနဲ့ဆိုရင်သူက left side ကိုရွေးလို့ရတယ်တဲ့အဲ exercise size ကတော့38ပေါင်ရှိတဲ့ကလေးလေးတွေပေါ့เนาะအဲ two exercise ဆိုရင်เนาะ42ပေါင်ရှိတဲ့ baby လေးတွေရွေးချက်လို့ရပါတယ်တဲ့အဲ့တော့ဒါကို တင့်တော်မဲ့ size လေးတွေကိုမမေတို့ရွေးချယ်လို့ရအောင်ဆိုပြီးတော့ဟာဟာ baby diaper နေပြီးတော့အခုလိုမျိုးဒါတေချာပေါ့เนาะ size လေးနဲ့ကလေးတွေက weight အဲကိုအလေးချိန်ငယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေထုတ်ပြီးထားတာဖြစ်ပါတယ်အဲလက်ဆောင်ပေးမယ်ဆိုရင်တော့ဒီရှေ့ကဇင်တို့ဒီအထုပ်ကြီးပေါ့เนาะအခု40ပါတာဖြစ်တဲ့အတွက်ကြောင့်တစ်ခါတုံးလည်းဖြစ်တယ်နေ့စဉ်လည်းဒါကလေးလေးတွေအတွက်အမြဲတမ်းတုံးနေရမှာဖြစ်တဲ့အတွက်ဒါကတော့လုံးဝတန်တယ် အဲတန်တဲ့အတွက်ခဏခဏထွက်ဝဲကြမလို့ဟုတ်တယ်ခဏခဏလှုပ်ရှုပ်တတ်တာဟုတ်တယ်အလုပ်ရှုပ်တတ်တာလူနေမှာပဲဆိုတာဒါเนาะတိတ်တာလေးอ่ะဆိုတော့လေโอเคပြီဟိုပို့နေရဆိုရင်လည်း နောက်လာမယ်ကလေးလေးအတွက်ပေါ့နောက်တစ်ယောက်အတွက်ပေါ့နောက်တစ်ယောက်ထားလာလို့ရတယ်ဆီဆီ2ဖြစ်တော့တိတ်လာလို့ရတယ်နောက်ပြီးတော့ဒီဟာဟာ baby ကနေပြီးတော့မှအခုဒါပေါ့နော်ရင်သွေးငယ်လေးရှိတဲ့အဖေဖေမေမေတို့အတွက်ပေါ့နော်မိဘတွေအတွက်ဒီတတမမီလေးတွေကိုထိမ့်သိမ့်ပြည့်စုံဆောက်ရှောက်တဲ့အခါမှာဆိုရင်လိုအပ်တဲ့ဘုဟုတ္တလေးတွေအခြေခံအကြောင်းအရာလေးတွေနဲ့ကောဒါနဲ့ပတ်သက်ပြီးတော့ဗတ်စုံကျမ်းမာနေစေဖို့အတွက်ပြည့်စုံဆောက်ရှောက်မှုအတွက်ပေါ့နော်အစီအစဉ်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဗာလဲဆိုတော့ဒီမေမေတွေဘက်ကနေဖေဖေဘက်ကနေဘာတွေကိုစိုက်ပေးတဲ့လဲဆိုတာကိုဆွေးနွေး းပေးနေတဲ့ဆရာဝန်ကြီးတွေကနေပြီးတော့မှပြောကြားချက်တွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ကဒီ talk show အစီအစဉ်ပုံစံမျိုးလေးတွေရှိတာဆိုတော့အဲ့ဒီအစီအစဉ်ကို Ha BB ရဲ့ Facebook page မှာတင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ Facebook page ထဲမှာဝင်ကြည့်လိုက်မယ်ဆိုရင်ဒီအစီအစဉ်ဒီကဏ္ဍလေးတွေကိုမေမေဖေဖေတွေဝင်ပြီးတော့ကြည့်လို့ရတယ်ဘုသူတားလေးရမယ်တတမမမီရေဆောက်ရှောက်ရမယ်နီလန်းလေးတွေလည်းပေါ့နော်အကြံဉာဏ်ဆွေးနွေးချက်လေးတွေလည်းရမှာဖြစ်တဲ့အတွက်ကြောင့်အဲနောက်တစ်ခါကျတော့ comment လေးတွေမှာဆိုရင်လည်းအချင်းချင်း sharing လုပ်ထားတာလေးနဲ့တွေ့တာဆိုတော့အဲ့ဒါလေးတွေဝင်ဖတ်လို့ရတာပေါ့နော်အဲ့တော့ဒါ Facebook page မှာလည်းဒီလိုအစီအစဉ်လေးရှိတယ်ဆိုတာလေးကိုလည်း အားလုံးကိုဒီကနေ့ပြီးတော့ထပ်ပြီးတော့သတင်းကောင်းပါပါတယ်အစီအစဉ်ရဲ့နာမည်ကဘာလဲဆိုတော့ကလေးတွေပေါ့နော်ဒီပေါ့ပေါ့ပါပါနဲ့ဟိုဒီတကယ်ဗတ်ဆောင်ကျမ်းမာနေစေဖို့ဆိုပြီးတော့အဓိကထားပြီးတော့ရွေးချယ်ပေးရဲ့အစီအစဉ်လေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဟို baby လေးရှိတဲ့ baby မမီတွေအားလုံးဒါဝင်ပြီးတော့ကြည့်လို့ရတယ်အဲကြည့်ရတဲ့အခါမှာဆိုရင်လည်းဘုဒ္ဓတိုက်အများကြီးရမယ်လို့အဲ့ဒါလေးကိုလည်းထပ်ပြီးတော့ပြောချင်ပါတယ်ရှင်ဟုတ်ပါအဲ့ဒါလေးကလ ీల တဲ့နော်ဟုတ်တယ်အဲ့ဆိုကလေးလေးတွေဆောင်းရှောက်တဲ့အခါမှာဥပမာတအူးဖေဖေလေးဆိုလို့ရှင်ပို့ပြီးတော့ လိလာတဲ့နည်းမသိတဲ့အကြောင်းအရာတွေအများကြီးပဲဒါသူအလုပ်အသစ်တစ်ခုဖြစ်သွားတာကเนาะဟုတ်တယ်။ဘောင်းတို့တော့ဆိုရင်လေဒီလိုမျိုးဟိုပစ္စည်းနီးပညာပေါ့နော်ခင်ဗျာဒီကတည်းကလည်းကိုကကို့သားသမီးကိုပစ္စည်းသုံးတဲ့ခါမှာအလုံးအကောင်းဆုံးသုံးချင်တာဒါပေမဲ့အများဆိုတော့ခင်မီတဲ့ပစ္စည်းကိုသုံးဖို့လိုတယ်။ဒါဆိုတော့ဟိုကောင်းတော့ကောင်းတယ်ဒါပေမဲ့ခင်နဲ့လိုက်ရောညစ်တွေမရှိဘူးဆိုရင်ကိုကနည်းနည်းအားနည်းချက်ရှိရဲ့ပေါ့နော်။ဆိုတော့ဒါခင်လဲမီတယ်ဟာပေပေကပြောအေးသွေးရရောဈေးရရောအဆင်ပြေရဲ့ပေါ့နော်။ဆိုတော့ဒါကတော့ ကစ်ကလေးကန်ကောင်းတာပေါ့နော်အဲ့ဒီတော့တော့မိုးခဲရအောင်ဟုတ်တယ်မိုးခဲရအောင်ဟုတ်တယ်ကလေးကဒါတွေဝတ်လို့ရတယ်ဟုတ်ပါကုတ်ကလေးလေးကြောင်းအောင်ဝတ်ပေးလိုက်တော့အေးတနေ့ပေါ့ပါတနေ့ပေါ့တနေ့ပေါ့အဲ့တော့ဒီခုနမန်းစင်ပြောရပေါ့ပါရှင်ကြီးဟာပြီပြီဆိုလို့ရှင်လည်းပဲဟိုကလေးရဲ့ကျမ်းမာရင်းနဲ့ပတ်သက်လို့ပြောပြနေတာဆိုတော့ဒီဘိုင်းလေးကြီးလည်းကြည်ရင်းနဲ့ဟာပြီပြီကိုလည်းတေချာလေးအားပေးလို့ရပါတယ်လို့ဟုတ်ပါရှင်โอเคအဲ baby လေးတွေအတွက်ကိုပေါ့နော်လောကအနှံ့မွေးလေးလို့ နိုးမြန့်ပြီးတော့ပော့ပါတယ်ဟာဘီဘီဒိုက်ပါလို့ဆိုရင်တော့ခင်မြူမဒီအစီအစဉ်ကနေပြီးတော့အများညွန့်နေရဆိုပေမဲ့လေဒါပရိသတ်တွေအနေနဲ့ပေါ့ဒီချောင်းလေးကိုထပ်ပြီးထပ်ပြီးသိရအောင်ဆိုတော့ထပ်ပြီး remind လုပ်တဲ့အနေနဲ့ဝင်မြပေးတာဖြစ်ပါတယ်။ပါဝင်ပြလောင်းလည်းကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ပြီးတော့ခင်မြူမဒီအစီအစဉ်ကိုအဓိကကိုကြီးပတ်မှုပေးတဲ့ဟာဘီဘီဒိုက်ပါလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။အဲ့တော့နောက်တစ်ပိုင်းမှပြန်ဆုံပါမယ်ရှင်။